အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိမဖြစ်သူကနောက်ရကြတရုံနဲ့25တီတီဖောက်ပြန်နေခဲ့တာကိုအသေးဆုံးသွားမှသိခဲ့ရတဲ့အကြောင်းလေးကိုတင်ဆက်ပေးကြပါမယ်သူမကတော့လီဇာလိုအမည်ရှိတဲ့ fashion designer တယောက်ဖြစ်ပြီးတော့အခုချိန်မှာတော့သူယောက်ျားပီတာသူသမီးအဘီဂဲတို့နဲ့အတူ fashion show ပဲတစ်ခုကိုရောင်းနေခဲ့ကြပါတယ်။ဒါအသာမန် fashion show ပဲတစ်ခုမဟုတ်ဘဲနဲ့သူမရဲ့ fashion designer ဘွားကနေနားယူမဲ့နောက်ဆုံးပွဲလေးဖြစ်တဲ့ပြင်လီဇာကိုယ်တိုင်ရေးဆွဲထားတဲ့ ဖနက်မော်ဒယ်ဒီဇိုင်းတွေကို inspire ပြုလုပ်တဲ့ရှိုးဝဲလေးဖြစ်ပါတယ်။ရှိုးဝဲပြီးတော့သူတို့မိသားစု၃ယောက်ဟာမော်ဒယ်တွေရဲ့အဝေးလဲကန်းနဲ့ဝင်သွားပြီးတော့လီဇာရဲ့ fashion designer လေးဖြစ်သူရဲ့လက်ထောက်လေးဖြစ်တဲ့ Ross ကိုနှုတ်ဆက်နေခဲ့ပါတယ်။အဲဒီအချိန်မှာတမီးဖြစ်သူ ABK ကသူမယောက်ျားလာခေါ်နေတဲ့အတွက်အရင်ပြန်နေမယ်လို့ဆိုပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။ရက်ကတော့လီဇာကိုဒီလောကနဲ့အနားမယူဖို့ဖြောင်းဖြားနေပေမဲ့သူမမှာကင်ဆာယောဂါကြောင့်ဒီလောက်ကိုနားရတော့မှဖြစ်ပြီးတော့ လာပိုင်းနေငယ်လောက်ပဲလူပြည်မှာနေထိုင်နိုင်တော့မှဖြစ်ကြောင်းပြောနေခဲ့ပါတယ်။ဒါကြောင့်လီစာသွားခြင်းတဲ့နေရာတွေကိုလည်းယောက်ျားဖြစ်သူဟာကြေကြေနက်နက်ကြီးခွင့်ပြုထားတာဖြစ်ပြီးတော့သူမှခဏခဏသွားလေးရှိတဲ့နေရာကတော့မီလန်မြို့ဖြစ်နေခဲ့ပါတယ်။တဖြည်းဖြည်းနဲ့လီစာတယောက်ကင်ဆာယောဂနဲ့ကိုလာလောက်အကြမ်းမှာလူလောကကြီးတွေကနေထွက်ခွာသွားခဲ့ရတဲ့ကယောက်ျားဖြစ်သူပီတာတယောက်လီစာခန်းကိုတန်ရှင်းလုံနေရင်မိမဖြစ်သူကိုလည်းတတိယနေခဲ့ပါတယ်။ မိမခန်းလေးကိုတန်ရှင်းလုံနေတော့သူမကင်ခဲ့တဲ့ဖုန်းတလုံးကိုတွေ့လို့ကောက်ကင်လိုက်တဲ့ချိန်တမီးဖြစ်သူကလည်းစာရွက်တရွက်မှာလီကိုမိုးဆိုတဲ့ထူးဆန်းတဲ့အမည်ရှိတဲ့စာရွက်ကိုအဖေဖြစ်သူကိုလာပေးခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲစွန်နကရလာတဲ့လီစာဖုန်းတွေကနေအရန်လွမ်းနေတဲ့အတန်လေးကြားကျင်လို့ပါဆိုပြီးတော့အတန်မက်ဆေ့တခုဝင်လာခဲ့ပါတယ်။ဒီ message ကြောင့်ပီတာတယောက်သူမိမအသက်ရှိစဉ်ကဖောက်ပြန်နေတဲ့ဆိုတာကိုရှင်းရှင်းလင်းလင်းကြီးနားလည်လိုက်ပါတယ်။ ဒါကြောင့်သူမိမလက်တော့ကိုဆက်လက်စစ်စစ်ကြီးလိုက်တဲ့အခါဖိုရာတစ်ခုမှာပတ်စွတ်ထားတဲ့အတွက်မိမဖြစ်သူဖောက်ပြန်နေပြီဆိုတာကိုပိုသေးချသွားခဲ့ရပါတယ်။လက်တော့တွေကနေသူမရဲ့လုံးဖို့ကင်မဲ့ရက်နဲ့တွဲရိုက်ထားတဲ့ပုံတွေကိုကြည့်ရင်အဖိုးကြီးကိုပြစ်ထားပြီးတော့သူ့စီကိုလာခဲ့ပါဆိုတဲ့မေးရစောင်ကိုဘဲကမမသိပေးပို့ထားတာကိုတွေ့လိုက်ရပါတယ်။မိမလူလူဦးနှုတ်ကျွဲခတ်သွားတဲ့ပီတာကတော့ဒီကောင်းစီသွားပြီးတော့ပြဿနာရှာခဲ့ပေမဲ့တကယ်တော့ရက်နဲ့လေစာတို့က သူထင်ထားသလိုမဟုတ်ဘူးဆိုတာကိုသိသွားတော့သူ့အတွက်ဒီပြဿနာရင်းမြစ်ကိုရှာဖို့ခက်ခဲသွားခဲ့ရပြန်ပါတယ်။ဒီအကြောင်းအရာတွေကိုသမီးဖြစ်သူကိုပြောပြခဲ့ပေမဲ့သမီးဖြစ်သူကတော့မိမမရှိတော့လို့စိုက်ကိုဖောင်းနေပြီလို့သာကောက်ချက်ချခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်ရက်ဆိုတဲ့အကောင့်ကနေမိတွေထပ်ပို့နေလို့သူလည်းဒီအကြောင်းအရာကိုစုံစမ်းဖို့အတွက်သူ့ကုမ္ပဏီကနေပညာကျွမ်းကျင်တဲ့ဂျိုးကိုစုံစမ်းခိုင်းလိုက်ပါတယ်။တရက်တော့ပီတာတယောက်မိမကွန်ပျူတာကိုမှွေနှောက်နေတော့ပတ်စဝတ်ကန်ထားတဲ့ဖိုတာကိုလီကိုဆိုတဲ့စကားဝတ်နဲ့ဖွင့်နိုင်လိုက်ပါတယ်။ အဲ့ဒီထဲမှာတော့သူမိန်းမနဲ့မီလန်မျိုးကယောက်ျားတယောက်နဲ့အတူသွားလာထားတာတွေဖြင့်ဟိုတယ်ဘုကင်လောက်ထားတဲ့မှတ်တမ်းတွေကိုပါတွေးလာရတော့သူလည်းစွန့်အားသွားခဲ့ရပါတယ်။တပြိုင်တည်းထဲမှာပဲအီးမေးလ်ကိုနောက်ရောက်ခံလိုက်ပေးနေတဲ့ဂျိုးစီကနေလေဒီအီးမေးလ်ကိုပို့တဲ့လူကတော့36နှစ်ကျွယ် Rolf ဆိုတဲ့လူတယောက်ဖြစ်ကြောင်းနဲ့အီတလီနိုင်ငံမီလန်မျိုး36လမ်းမှာနေတဲ့ဆိုတာကိုသိလိုက်ရပါတယ်။ပီတာတယောက်အချိန်မဆိုင်တော့ဘဲနဲ့သူအတွင်းကြီးမှုကိုမီလန်ကိုသွားတဲ့လေရင်လက်မှတ်ဖြတ်ခိုင်းလိုက်ပြီးတော့ Rolf ဆိုတဲ့လူစီကိုကြောက်အောင် လာခဲ့လိုက်ပါတယ်။ ရောနေတဲ့တိုက်ခန်းကိုအကြောင်းဆောင်ဝင်လိုက်ပြီးတော့သူ့ရဲ့နေရာကိုသွားခဲ့ပေမဲ့ဒီလူကိုမတွေ့လို့စုံစမ်းကြည့်လိုက်တဲ့ကကော်ဖီဆိုင်မှာချက်ကစားနေတာကိုတီးလိုက်ရပါရင်တရက်တော်ပီတာကရောနေထိုင်ခဲ့တဲ့ကော်ဖီဆိုင်မှာတယောက်တည်းချက်ကစားနေတဲ့ချိန်ရောတယောက်ဆိုင်ဆိုင်မြိုင်မြိုင်ရောက်လာခဲ့ပါရင်ပီတာကတော့ဂျော့ကိုချက်ကစားဖို့ဖိတ်ခေါ်လိုက်ပြီးတော့ဂျော့ရဲ့အကြောင်းကိုဆက်ဆုလိုက်တဲ့အခါမှာအမေကအင်္ဂလန်အဖေကစပိန်လူမျိုးဖြစ်နေကြောင်းကိုတီးလိုက်ရပါရင် တပြေပြေဆက်စုကြည့်ရင်သူမိမလေးစားနဲ့စတင်ဆောင်တွေ့ခဲ့တဲ့အကြောင်းတွေကိုပါတေချာလေးတီလာရတော့ပီတာလည်းဒေါသရမ်းထွက်သွားခဲ့ပါတယ်။ဂျန်ဒမတ်တွေးခေါ်ရှိတဲ့ပီတာကတော့ဒေါသကိုမျိုးသိမ့်ပြီးတော့လေးစားနဲ့ရောတို့ဘယ်ချိန်တုန်းကဆောင်တွေ့ကြလဲလို့မေးလိုက်တဲ့အခါမှာလွန်ခဲ့တဲ့25နှစ်လောက်ကလေးကဆိုတော့ပီတာအတွက်ရမ်းဝထိတ်လန့်သွားခဲ့ရပါတယ်။တကယ်တော့ယောဂလေးစားကင်းစာယောဂနဲ့တည်ဆုံသွားပြီဆိုတာကိုတော့လုံးဝမသိသေးတဲ့အပြင်25နှစ်ဆိုတဲ့အချိန်ဟာသူ့အတွက်တော်လေးကိုစဉ်းစားရခက်သွားခဲ့ရပါတယ်။ တဖက်မှာတော့တမိအပီကဲနဲ့ဂျောတို့ကအပေပိဒအိမ်ကိုရောက်လာတဲ့အခါမှာသူမအမိဖုန်းနဲ့ကအတန်မက်ဆေ့တွေကိုနားထောင်လိုက်ရပြီးတော့သူမအဖေဂျင်းတို့ကပြောခဲ့တဲ့စကားတွေကအမှန်တွေဆိုတာကိုသိလိုက်ရပါတယ်။နောက်နေ့မှာတော့ပီတာနဲ့ယောရိုကထပ်မံဆုံတွေ့ပြီးတော့ချက်ကစားနေရင်းနဲ့လီဇာနဲ့ဆုံတွေ့ခဲ့တဲ့အကြောင်းတွေကိုပြန်ပြောလာတဲ့အခါမှာပီတာရဲ့အတွေးတွေကလည်းလီဇာတယောက်မီလန်ကနေပြန်လာတဲ့နေရက်စီကိုရောက်လာခဲ့ပါတယ်။ ဒီနေ့မှတော့အလုံးပြောနေတဲ့မိမဖြစ်သူရဲ့အနေအထားကိုမတင်ငါလို့မေးကြည့်လိုက်ပေမဲ့ယောက်ျားဖြစ်သူကိုသူအရန်လွမ်းနေခဲ့ကြောင်းလေပြေသွင်းနေခဲ့ပြီးတော့ဒီကြာကူလီကောင်နဲ့ဖောက်ပြန်ပြီးပြန်လာခဲ့တာကိုနားလည်သွားခဲ့ပါတယ်။အဲဒီနောက်တော့ပီတာနဲ့ရော့တိုချက်ကစားနေတဲ့အစီကိုပြန်ရောက်လာခဲ့ပြီးတော့ဒီကစားပွဲမှာရော့ကနိုင်မယ်လို့ကြွေးကြော်နေတော့ပီတာရဲ့ပွဲသင်းရွှေခွက်ကြောင့်ဂျက်စမိတ်ဖြစ်သွားခဲ့ရပါတယ်။ရော့နဲ့ပီတာတို့ချက်ကစားနေတော့ရော့ရဲ့ကြွေးချင်တယောက်ဆိုင်ထဲဝင်လာတော့ ရောဂါထွက်ပြေးသွားခဲ့ပေမဲ့ပီတာကတော့အဲ့ဒီလူကိုရောရဲ့ကျွေးတွေ အားလုံးကိုဆက်ပေးလိုက်ပါတယ်။ပီတာကတော့သူ့မိန်းမနဲ့ပေါက်ပြန်နေတဲ့ကောင်ကပေါလိုပေစာအော်ဒန်စာတယောက်ဆိုတာကိုသူ့ကိုယ်သူတော်မယုံကြည်နိုင်ဖြစ်နေခဲ့ပါတယ်။အချိန်ကြိုက်ပဲသမီးဖြစ်သူအဘီကဲရောက်လာပြီးအဘီဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်တဲ့အခါမှာမိန်းမဖြစ်သူနဲ့ပေါက်ပြန်နေတဲ့သူကိုသူတွေးပြီးဖြစ်ကြောင်းနဲ့ဒီကောင်ကအဘီဒီတကောင်ဖြစ်ကြောင်းမှပြောပြလိုက်ပါတယ်။ ်ပီတာကတော့ဒီကောင်းကိုလူလောကကနေရှင်ပြဖို့အထီးပါကြံနေခဲ့ပေမဲ့သမီးဖြစ်သူကတော့အတိတ်ကိုအတိတ်မှသာထားခဲ့ဖို့နားချနေခဲ့ပါရင်တရက်တော့ပီတာကဒီကြာကူလီကောင်အချောင်းကိုထပ်မံသိကျင်လို့အိမ်ထိလိုက်သွားတဲ့အခါမှာမြေရောက်ကမ်းမှာစိုးရိမ်ဆုပ်ပြတ်နေထိုင်တဲ့ရော့ကိုတွေ့လိုက်ရပါတယ်တကယ်တော့ရော့ဟာဒီတိုက်ရဲ့တိုက်ဆောင်အဖြစ်ရပ်တည်နေပြီးတော့လီစာကိုလည်းတိုက်တူးဖို့အတွက်ကြံရွယ်ထားသူတယောက်လည်းဖြစ်နေပါတယ်။ဒါတင်မဟုတ်ပဲနဲ့သူမအသက်ရှိစဉ်တုန်းကလည်းလီစာရဲ့အမိနဲ့ငွေတွေကိုအလွဲသုံးစားလုပ်ထားတာတွေလည်းရှိပါသေးတယ်။ ပီတာကတော့ဒေဂျာကူလီကောင်ကိုအနီးနားကတူတဲ့ချောင်းထဲရိုက်ပြီးအဆုံးသက်ပေးချင်နေပေမဲ့နောက်ဆုံးတော့သူ့ရဲ့ဒေါသတွေကိုရှော့ကဒီကောင်ကိုမေတ္တာနဲ့သာအနိုင်ယူမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။အိမ်ပြန်ရောက်လာတော့ပီတာကလီဇာဟန်ဆောင်ပြီးတော့ရော့စီကိုသူတို့တွေတွေးနေကြနေရဖြစ်တဲ့ဟိုတယ်လီကိုစားသောက်ဆိုင်မှာတောက်ကြနေကြ၈နိုင်တွေးမယ်လို့စားရဆောင်ကိုထပ်မံပို့လိုက်ပါတယ်။အကြောင်းရင်းမသိဘဲနဲ့အလွန်ပျော်နေတဲ့ရောကတော့ပီတာကိုပါမနှက်ပြန်သူနဲ့တူဓမင်းစားဖို့ဖိတ်ခေါ်ပြီးတော့သူကြီးစားနဲ့မိတ်ဆက်ပေးမယ်လို့ချင်းဆိုခဲ့ပါသေးတယ်။ တောက်ကြနေညာရှင်းနိုင်ရောက်တော့တိုက်တူးမဲ့ရော်တီရောက်ချိန်ထားတဲ့နေရာကိုရောက်လာတဲ့အခါမှာလီစာကိုမတွေ့ရပေမဲ့ပီတာကသာတွေ့လိုက်ရတဲ့အခါသူလည်းကြောင်တောင်တောင်ဖြစ်သွားခဲ့ရပါတယ်အဲဒီနောက်တော့ပီတာကသူကလီဇာရဲ့အမျိုးသားဖြစ်ကြောင်းနဲ့လီဇာကလွန်ခဲ့တဲ့6လလောက်ကလေးကကင်ဆာရောဂါနဲ့သေဆုံးသွားခဲ့ပြီဖြစ်ကြောင်းပြောလိုက်တော့သူလည်းရမ်းကိုထိတ်လန့်သွားခဲ့ပါတယ်။တကယ်တော့လီဇာကကင်ဆာရောဂါကဂိတ်ဆုံးနေပြီဖြစ်လို့မကုသတော်ပင်နဲ့အသေးခံသွားခဲ့တာဖြစ်ပါတယ်။ ။ဒါအပြင်လီကွန်မိုးဆိုတဲ့စကလုံးကိုတော့တမီးပြုသူစီကိုပေးခဲ့လိုက်တာဖြစ်ပြီးတော့သူတည်ဆုံးသွားတဲ့အခါမှာအဖေဖြစ်သူကိုဒီစာပေးဖို့အတွက်မှာချထားခဲ့တာဖြစ်ပါတယ်။ဆိုလိုချင်တာကတော့လီစာကယောက်ျားဖြစ်သူရဲ့နောက်ကွယ်မှာလီကွန်မိုးဆိုတဲ့ဒီကော်ပီဆိုင်လေးမှာတိတ်တိတ်ပုံကောင်လေးနဲ့ဆုံတွေ့ခဲ့ဘူးလေဆိုတဲ့တဲလွန်စာကိုပြသခဲ့တာလည်းဖြစ်ပါတယ်။ထိုင်လန်နေတဲ့ရောကတော့ဒီကာလအတွင်းသူပို့နေတဲ့မက်ဆေ့တွေကလီစာယောက်ျားပီတာစီရောက်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ ကြာကုန်နေတဲ့အကောင်ကိုလူလောကကြီးကနေဖယ်ရှားပြစ်ချင်နေခဲ့ပေမဲ့မိမကိုချစ်တဲ့စိတ်ကြောင့်အရာအလုံးကိုခွင်းလို့ပေးခဲ့တဲ့ပြင်ဒီကောင်ရဲ့ကြွေးတွေကိုလည်းဆက်ပေးခဲ့တဲ့ပီတာကတော့နောက်ဆုံးချက်မိတ်ဆိုတာမေတ္တာတရားဖြစ်ကြောင်းပြလိုက်တာပါဇလိုင်းရဲ့နောက်ဆုံးပိုင်းမှာဆိုရင်တော့ပီတာကသူ့ရဲ့နေရက်ကိုပြန်လာခဲ့လိုက်ပြီးတော့လီဇာရဲ့နှစ်ပတ်လည်ပွဲလေးကိုကျင်းပခဲ့ပါတယ်ဒီပွဲမှာတော့ကြာကူလီကောင်ရောဘာတက်ရောက်နေခဲ့တာဖြစ်ပြီးတော့သူ့ရဲ့လုံးဖို့ကင်မတ်တွေကိုလည်းဒီကောင်ကလီဇာရဲ့တငယ်ချင်းဖြစ်ကြောင်းမေးစပ်ပေးနေတာကိုမြင်တွေ့ရမှာပါ အဲ့ဒီနောက်တော့ပီတာကသမီးဖြစ်သူကိုရောဆိုတဲ့ကြားကိုလီကောင်ကသူတို့မိသားစုအတွက်လက်စားချေဖို့တော့မတန်နဲ့အောက်တန်းစားတယောက်ဖြစ်ကြောင်းပြောကြားလာရင်လည်းဇလန်လေးကလည်းအဆုံးသတ်သွားခဲ့ရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။